ဆောင်မသိပါဘူးဒီလိုပဲဟိုတချို့ကျတော့လည်းအဲ့လိုခင်မင်မှုကိုအထင်လဲတာလေးရှိရပြီပါဘောနော်အရင်တော့ဆိုရင်တော့ဒါလေးတွေကရှင်းပြဖို့မလိုလို့မလိုထင်လို့ပေါ့နော်ပြီးတော့ဆောင်လည်းတိတ်မရှင်းပြကြလို့ပေါ့ပြောစကားလည်းတိတ်မပြောတော့လို့လေအမားပါမှာကြောက်လို့အဲနောက်ကျတော့အာအဲအရင်အမားတွေကလည်းဟောနော်ရှင်းပြလိုက်ဟောပြပြလိုက်ပေါ့နော်အဲ့လိုမျိုးပြောလို့အဆောင်းစားပြီးပြသွားတာပါဟုတ်ကဲ့အဲအဲ့ ကောင်မလေးနဲ့တွဲရရင်အဲ့ကောင်မလေးနဲ့ရှိသားလို့ထင်ကြရဲကောင်လေးနဲ့တွဲရရင်ကောင်လေးနဲ့ရှိသားလို့ထင်ကြရဲဘယ်သူလည်းမမတွဲရဲဟိုတွဲလိုက်တာနဲ့အဲ့လိုပဲကောင်မလေးနဲ့လည်းဘယ်ကောင်မလေးနဲ့တွဲတော့သူတို့ကကြိုက်နေရလားလို့အဲ့လိုမျိုးထင်ကြတာပဲဟောသူနဲ့တွေ့တယ်အေးဟုတ်တယ်ဟာအရင်ကမှတော့ကြတော့လေဟိုဘယ်လိုရောမလဲအဲ့လိုပဲဟိုမိန်းကလေးနဲ့အဲ့လိုမျိုးပေးစားတာလေးလည်းရှိတယ်တချို့ကြတော့လေအဲ့လိုကြားလေးနဲ့အထင်လွဲလာလေးလည်းရှိတယ်အဲ့ဒါ ဘလို့မှစိတ်နှောက်ရှက်မဖြစ်ဘူးတခါကျတော့လည်းကိုမဟုတ်တော့လဲအဲ့လိုဟာသားနေနေပဲသဘောထားလိုက်တာအခုကိစ္စကတော့ဟိုနည်းနည်းလေးတော့ပေါ့နော်ဟိုနည်းနည်းဒီကောင်လည်းပဲနည်းနည်းပိုကြီးရလို့ပြောမှာပေါ့နော်ကြီးသွားပါပေါ့နော်အဲ့လိုကြီးသွားတော့ဘယ်သူမှလည်းမရှင်းကြတော့ဆောင်းမှာပဲရှင်းရမှာပေါ့အဲ့လိုမျိုးထင်လို့ပါဟုတ်ကဲ့ကတော့ကိုမဟုတ်တာလာပြောရင်အတုံးမြန်တတ်တယ်အဲနောက်ပိုင်းမှာတော်တော်ထင်းလိုက်တာတော်တော်ထင်းလိုက်တယ်ဆိုတော့ကအဲ့လိုမျိုးပြောနေလဲကိုရှင်းပြတယ်တချို့တွေကသူတို့က အမှန်တရားကိုလိုချင်တာမဟုတ်ဘူးသူတို့ပြောတာကိုမှန်စေချင်တာအာငါတို့ပြောတာပဲအမှန်ငါတို့ငါတို့ကငါတို့ပြောချင်လို့ပြောမယ်အာဘလို့ရှင်းနေရှင်းပြလက်မခံတဲ့သူတွေရှိတယ်အာသူတို့ပြောတာကိုမှန်စေချင်တာသူတို့ကအဲ့လိုပဲပြောပြီးတော့ပဲဆဲချင်တာအဲ့လိုမျိုးလေးရှိတယ်အဲ့တော့အဲ့ဒါမရှင်းပြပြတာလည်းပါတယ်သိလားအာအခုကျတော့ sound facebook လည်းတိတ်မသုံးပြတော့လေအဲရှင်းပြလိုက်တယ်ကိုအလုပ်ကိစ္စကိုတာဝန်ပေးသွားပြီအဲ့တော့ကျန်တာကိုအလုပ်ကိုလုပ်တယ်အဲ့ဒါပဲဟုတ် โอเคပါဒီနေ့ကတော့ for you cinema application လေးမိတ်ဆက်ပေးပါအဲစောင်းကဒီ application မှာအာဇလန်တွဲတစ်ခုရယ်နောက်ပြီးတော့ video card တစ်ခုရယ်ပါဝင်ရိုက်ကူးထားပါတယ်အဲဒီကားလေးကတော့အာဒါကောင်းမြတ်စံနဲ့ပထမဆုံးဆုံးတဲ့ကားလေးပေါ့နော်အာဒီကားလေးမှာဆိုရင်လည်းအဲဆောင်းမမျိုးကနေပြီးတော့အသက်ကွဲပြီးရွာရောက်သွားတော့အမကောင်းမြတ်စံနဲ့တွေ့တာလေးတွေအာဘယ်လိုပြောမလဲအဲ့လိုလေးရိုက်ထားပါဟုတ်အဲအမတ်တီးရီကတော့ ိတ်များများစားတော့မရှိပါဘူး။ကောင်းကောင်းမျက်စံတွေကအာဘယ်လိုပြောမလဲသူကပျော်တတ်တော့လေစစနာတော့ပဲရှိပါလေဟုတ်။စောင်းဟွာလေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့စောင်းပြောနိုင်တာအကုန်လုံးစောင်းရဲ့ Facebook မှာလည်းအဲစာတင်ပြီးပြောပြထားပါရဲ့ဟုတ်။အဲ့အဲ့လောက်ပါပဲစောင်းအဲ့ထက်ပိုပြီးတော့အဲ့ကိစ္စနဲ့ပတ်သက်ပြောတတ်လိမ့်မရှိပါဘူး။အဲ့လိုလဲစောင်းမသိပါဘူးဒီလိုပဲဟိုတချို့ကြတော့လဲအဲ့လိုခင်မင်မှုကိုအထင်လဲတာလေးရှိရမှာပါဗောနော် အရင်တော့ဆိုရင်တော့ဒါလေးတွေကရှင်းပြဖို့မလိုလို့မလိုဘူးထင်လို့ပေါ့နော်ပြီးတော့စောင်းလည်းတိတ်မရှင်းပြတတ်လို့ပေါ့ပြန်စကားလည်းတိတ်မပြောတော့လေအမားပါမှာကြောက်လို့အဲနောက်ကျတော့အာ အိမ်အမတွေကလည်းဟောနော်ရှင်းပြလိုက်ဟောပြပြလိုက်ပေါ့နော်ဟောအဲ့လိုမျိုးပြောလို့အဆောင်းစားပြီးပြတော့တာပါဟုတ်ကဲ့ဘာမှပြောစရာမရှိပါဘူးဆောင်းပြောချင်တဲ့အရာတွေအကုန်လုံးကိုအဲစာနဲ့ရေးပြောပြီးသွားပြီးအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တကယ်ကိုဆောင်းမှာဘသူ့အမလည်းဘာမှပြောစရာမရှိတော့ပါဘူးဟုတ်အဲအဲ့ကောင်မလေးနဲ့တွေ့ရရင်အကောင်မလေးနဲ့ရှိသားလို့ထင်ကြရဲ။ကောင်လေးနဲ့တွေ့ရရင်ကောင်လေးနဲ့ရှိသားလို့ထင်ကြရဲ။ဘယ်သူလည်းမတွေ့ရဘူး။တွေ့လိုက်တာနဲ့အဲ့လိုပဲ ကောင်းမလေးနဲ့လည်းဘက်ကောင်းမလေးနဲ့တော်တော်သူတို့ကကြိုက်နေရလားလို့အဲ့လိုမျိုးထင်ကြတာပဲအဲ့လိုလည်းမသိပါဘူးဟာလေအဲ life လို့အဲ့လိုမျိုးမိန်ကလေးချင်းချင်းဆိုလည်းနှစ်ယောက်ကအဲ့ဒါက life ဖက်တယ်အဲ့လိုချစ်ဖို့ကောင်းတယ်အဲ့လိုတို့စိတ်ထဲမှာခံစားလို့နေပါဘောနော်ဘယ်သူနဲ့တွေ့တွေ့တော့အာအဲ့လိုကြိုက်နေရလားလို့အမေခံရတဲ့ဟာတော့ဒုက္ခမျိုးဖြစ်နေပါပဲဆန်းကောင်းတာပါမဟုတ်ပါဘူးဘယ်သူမှလည်းမရှိပါဘူးမမေကြီးတမင်းကဖြစ်နေတာ ဒီကောင်တော့အော်သူနဲ့နေတယ်အေးဟုတ်တယ်ဟာအရင်ကတော့ကြာတော့လေဟိုဘယ်လိုရမလဲအဲ့လိုပဲဟိုမိန်းကလေးနဲ့ဒီပေးစားတာလေးလည်းရှိတယ်တချို့ကြာတော့လေအဲ့လိုကြာလေးနဲ့အထင်လွဲလာလေးလည်းရှိတယ်အဲ့ဒါဘလို့မစိတ်နှောင့်ချက်မဖြစ်ဘူးတခါကျတော့လေကိုမဟုတ်တော့လေအဲ့လိုဟာသားနေနေပဲသဘောထားလိုက်တာအခုကိစ္စကတော့နည်းနည်းလေးတော့ပေါ့နော်ဟိုနည်းနည်းဘယ်လိုရမလဲ နည်းနည်းပိုကြီးရလို့ပြောမှာပေါ့နော်ကြီးသွားတာပေါ့နော်အဲ့လိုကြီးသွားတော့ဘယ်သူမှလည်းမရှင်းကြတော့အဲ့ဆောင်းမှပဲရှင်းရမှာပေါ့အဲ့လိုအဲ့လိုမျိုးထင်လို့ပါဟုတ်ကဲ့ဒါတော့ကိုမဟုတ်တာလာပြောရင်အတုံမြန်တဲ့တယ်အဲနောက်ပိုင်းမှာတော်တော်ထင်လိုက်တာတော်တော်ထင်လိုက်တယ်ဆိုတာကအမ်အဲ့လိုမျိုးပြောနေလဲကိုရှင်းပြတယ်တချို့တွေကသူတို့ကအမှန်တရားကိုလိုချင်တာမဟုတ်ဘူးသူတို့ပြောတာကိုမှန်စေချင်တာအာငါတို့ပြောတာပဲအမှန်ငါတို့ငါတို့ကငါတို့ပြောချင်တယ်လို့ပြောမယ်အာဘလို့ရှင်းနေရှင်းပြလက်မခံတဲ့သူတွေရှိရဲ့ အာသူတို့ပြောတာပဲမှန်စေချင်တာသူတို့အဲ့လိုပဲပြောပြီးတော့ပဲဆဲချင်တာအဲ့လိုမျိုးလေးရှိတယ်အဲ့တော့အဲ့ဒါကြောင့်မရှင်းပြပြတာလည်းပါတယ်သိတာအာအခုကျတော့ sound facebook လည်းတိတ်မသုံးပြတော့လေအဲရှင်းပြလိုက်တယ်ကိုအလိုကိစ္စကိုတာဝန်ပြီးသွားပြီအဲ့တော့ကျန်တာကိုလို့ကိုလို့လေအဲ့အဲ့ဒါပဲဟုတ်အဲ့ဒါကြတော့လေအသက်ရွယ်ပိုင်းသားပေါ်မှုတည်တယ်။ဆောင်းအငယ်စဉ်ဆယ်ကျော်သက်ကာလမှာကြတော့ကို့တရားရောက်ကတခုခုလာပြောရင်ကိုကအယမ်းရှင်းတာ။အာမဟုတ်ဘူးမလုပ်ဘူးဒါမဟုတ်ဘူးအယမ်းရှင်းကြတာ။ လိုရှင်းတော့တို့ကဘာပြောလဲဆိုတော့ဟောဘောနော်အဲ့လိုအဲ့ဒါလေတို့ကအမှားပဲပေါ့စောင်းလိုက်ရှင်းတာရှင်းစရာမလိုအမှားလို့ပဲသတ်မှတ်ကြတယ်အဲ့တော့အဲ့ဒီကာလာနေပြီးတော့ဈာကာလာမှာကိုဘသူကဘာပြောပြောဟိုမရှင်းတော့အဲ့တော့ကျတော့လေကိုကအမှားပဲသူဟုတ်လို့ခံနေတာဆိုပြီးတော့အဲ့လိုအဲ့တော့ပြောပြောမလဲ သူ့လိုနမ်းမလိုက်နိုင်ဘူးပေါ့နော်ဘသူ့လိုမှမလိုက်နိုင်တော့ဘူးအဲ့နောက်တော့လေကိုပြောကိုကိုတည်းမထိခိုက်မဲ့အလုံမျိုးကိုပြောမဲ့ထင်ထင်မဲ့ကိုပြောမဲ့အလုံမျိုးကိုပဲဟိုရွေးချယ်ပြီးတော့လိုက်တယ်ပေါ့နော်ဘသူကတော့ပြောမှာကိုစိတ်ပူပူလေးတော့အာအခု for you cinema application လေးကိုအာဒီမှာဇလန်းတွဲတွေရောရုပ်ရှင်ကားတွေရောဗီဒီယိုကားတွေရောအများကြီးပဲအာရွေးပြီးတော့ကြည့်လို့ရရပေါ့နော်အဲ့တော့ sound တို့ဇလန်းတွဲလေးတွေလည်းအားပေးကြပါအောင်ကျေးဇူးတင်ပါတယ်